ဲ့နောက်ဆိုတော့ဆာကက်အဟောင်းကနေပြီးတော့နေရတယ်စုရတယ်เนาะကျွန်တော်အီလက်ထရောနစ်ဆာကက်ရပယ်ယာသမားတွေကเนาะရားနိုင်နေတဲ့ဆာကက်ပဲဆာကက်ပဲရရပြန်เนาะအဲဆာကက်အဟောင်းเนาะကျွန်တော်တော့ဒါတော့အဲကွန်ဆာကက်เนาะအဲကွန်ဆာကက်အဟောင်းတစ်ခုကနေပြီးတော့ကျွန်တော်ဖြုတ်တယ်ပေါ့ဗျာအဲ့မှာတခုကျွန်တော်ရှော့နုတ်เนาะမက်ဆေ့တခုပေးနေတာကျွန်တော်အီလက်ထရောနစ်ဆာကက်ရပယ်ယာလောကမှာเนาะဒီကွန်မိုနန့်ပစ္စည်းတွေကိုဘာလို့ အခြေခံပဲပစ္စည်းကဘယ်လိုလှုပ်လှုပ်လှုပ်တယ်ပဲပစ္စည်းကလို့လှုပ်တယ်ဘယ်လိုတိုင်းရတယ်နော်ဒိုင်းဆိုဘယ်လိုတိုင်းရလဲကပစီတာဆိုဘယ်လိုတိုင်းရလဲရိုဂူလေတာဆိုကောင်းမကောင်းဘယ်လိုဆုံးဖြတ်ရလဲနော်အဲ့ဒါတွေကိုကျွန်တော်ကသိထားမှရမှာနော်သိထားမှရမှာဆိုတော့ကျွန်တော်ကပစ္စည်းတန်းကိုကျွန်တော်ကအစ်စ်ဝယ်ထည့်ဖို့မလိုနော် electronic component ပစ္စည်းရဲ့သဘောတဘာဝနော်အစ်စ်တိုင်းလဲကောင်းကျင်မှာကောင်းတာနော်အစ်စ်တိုင်းလဲကောင်းကျင်မှာကောင်းတာအဓိကကကျွန်တော်တို့ကပစ္စည်းဟောင်းဟောင်းတစ်စ်ကျွန်တော်တို့ကဘာဖြစ်လဲ ဟိုနေ့ဖြစ်မှာအဖို့အရေးကြီးတာသူလှုပ်ဆောင်ရမယ့်တာဝန်ကိုပုံမှန်လေးလုံးနိုင်တဲ့เนาะ component ပစ္စည်းဆိုရင်ကျွန်တော်တို့ကပြန်ပြီးတော့ပြန်လည်ပြီးတော့ recycle အဖြစ်နဲ့တော့ပြန်လည်ပြီးတော့အသုံးပြုနိုင်ရအောင်เนาะအဲ့တော့ဒီကောင်ခွန်ရှစ်၃ညငါเนาะเนาะဒီမှာ L ခွန်ရှစ်၃ညငါเนาะ L ခွန်ရှစ်၃ညငါ CP เนาะသူရဲ့ကုန်နံပါတ်ကခွန်ရှစ်၃ညငါဆိုတော့အရှိမခွန်ရှစ်ဆိုရင်ကျွန်တော်တို့အပေါင်း regulator အနောက်က၃ညငါဆိုတာသူထုတ်ပေးနိုင်တဲ့ဘိုးရိတ်เนาะအရှိကခွန်ရှစ်ဆိုရင်အပေါင်း ခွန်ကိုးဆိုလို့ရှိရင်အနှုတ်ရဂူလေတာဖြစ်သွားမယ်။ဟောခွန်ကိုး3.5ဆိုလို့ရှိရင်ကျွန်တော်တို့အနှုတ်အနှုတ်ဖို့ထုတ်ပေးတာပေါ့ဗျာ။ဟောအနှုတ်ဖို့ထုတ်ပေးတာ။သူကဟီးစင်လေးတောင်ပါသေးရေနော်။ဟီးစင်လေးပါသေးရေဆိုကွက်တီပဲနော်။ဒီမှာဟီးစင်လေးပါတက်ပေးလိုက်။ဟောသူခုန original ကတော့ကွန်နဲ့ပဲချုပ်ထားတာနော်။ဒီမှာဟီးစင်လေးပါတယ်ဆိုတော့ပို့ပြီးအဆင်ပြေ။ဟောအဲ့ဒါလေးကျွန်တော်အခုတက်ပေးလိုက်မယ်နော်။တက်ပေးပြီးတော့ကျွန်တော်တို့ဘိုးရိတ်ပြန်ထုတ်ပြီးတော့စမ်းကြည့်မယ်။ เนาะအဓိကဟောင်းဖို့မလိုဘူးကောင်းဖို့ပဲလိုတယ်เนาะကျွန်တော် electronic component တွေကိုเนาะ reset ကဲပြန်သုံးပေးရเนาะကျွန်တော်တို့အသစ်တွေကိုဝယ်ပြီးတော့မိတ်ဆွေတို့အနေနဲ့ ready made ပစ္စည်းတွေเนาะဟိုမီးလုံးတို့မီးကြောင်းတို့เนาะဖုံးအသင်းတို့တို့ဒါဒါဒါမျိုးတွေလူသုံးများတဲ့ပစ္စည်းလေးတွေအဝယ်များတဲ့ပစ္စည်းလေးမိတ်ဆွေတို့ကြုံမှုပါပါเนาะအသစ်ဝယ်ပြီးတော့ဆိုရင်ဝယ်ပြီးတိတ်မကြောက်ပြတ်တာတွေလည်းမကြုံဘူးလားကြုံဘူးတာပဲเนาะအဲအဲ့ဒါကြောင့်လက်စစ်ပစ္စည်းဆိုတာ component ပစ္စည်းလေးတွေကပို့ပြီးတော့ဆိုးတာပေါ့ဗျာเนาะ ို့ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ recycle ဖြစ်နေပြန်ပြီးတော့အသုံးပြုလို့ရတယ်အဓိကကောင်းနေပုံပဲเนาะအဲ့တော့ဒီကောင်ကောင်းမကောင်းဟာကျွန်တော်တို့ဒီမှာတိုင်းကြည့်မယ်လေတိုင်းကြည့်ပြီးဆုံးဖြတ်မယ်လေเนาะသူ့ကို supply ပေးသိမ်းပြီးတော့တိုင်းကြည့်ပြီးဆုံးဖြတ်မယ် ဟုတ်ပြီနော်ဒါဆိုကျွန်တော်ပြန်တက်လိုက်ပြီနော်ပြန်တက်လိုက်ပြီဒီမှာခြင်ငုတ်ကြားလေးတွေထဲမှာထင်းယူစီလေးတွေကိုနည်းနည်းလေးရှင်းအောင်လို့နော်ကတ်နေထင်းယူစီလေးရှင်းအောင်လို့နော်ဒါလေးနဲ့ချက်လိုက်ကဲအဲဒါဆိုရင် fiber ထွက်မထွက်ကျွန်တော်ကပြန်တိုင်းမယ်နော်ဒီ pin 2ကနေကျွန်တော်တို့ fiber ထွက်တယ်ဆိုတော့ကျွန်တော်တိပါရင်နော်ခုနကမီတာနဲ့တိုင်းကြည့်တာလေအဲ့တော့ pin 2မှာတိုင်းမယ်ဒီကောင်မှာ ground ထောက်ထားမယ် ော်ဒီ body မှာ ground ထောက်ထားလို့ရတယ်เนาะဒီ pin 2ကနေထွက်တယ်ဆိုတော့ကျွန်တော်ဒီမှာပြန်တိုင်းကြည့်မယ် pin 2ကနေထွက်တာเนาะဒီက output ထွက်ကเนาะဟုတ်တယ်เนาะအဲ့တော့ဒီ pin 2เนาะဒီ pin pin 2ပေါ့ဗျာเนาะအပေးဒီ pin 2ကထွက်မထွက်เนาะဒီ pin 2မှာထွက်မထွက်ကျွန်တော်တိုင်းရမှာပေါ့เนาะဟုတ်ပြီเนาะ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ okay ဒီကောင်အလေးက ground ground ဆိုတာဒီမှာလည်းထောက်လို့ရတယ်ဒါဒါဒါ ground ပဲเนาะ ground plan ဒီဒီအပြားကြီးอ่ะအပြားကြီးอ่ะဒါ ground plan ကြီးပဲ main ground ကြီးပဲเนาะ main ground ကြီးပဲအလယ်ကုန်းနဲ့ဒီ ground ကုန်းနဲ့အတူတူပဲတန်းကြည့်လိုက်မယ်เนาะဒီအလယ်ကုန်းနဲ့ regulator ရဲ့အလယ်ကုန်းနဲ့ ground နဲ့အတူတူပဲเนาะအဲ့တော့ကျွန်တော်တို့က အဲဒီလိုပဲတိုင်မယ်ဒီတီရတေရဒုတိယကောက်နော်ဒီဘက်ဒုတိယကောက်မှာ5ဖို့ထွက်ကြမယ်နော်အဲ့တော့5ဖို့တင်းကြီးကထွက်မထွက်အဲ့တော့မီးပြန်ထိုင်မယ် မမိရဆွတ်ကရနော်ဘင်းငုတ်တွေပလန်းတစ်ခုတည်းဒီငုတ်တွေနဲ့ပူးတာအကြောင်းမဟုတ်ဒီအပုံငုတ်တွေနဲ့ပူးမှာဆိုလို့နော်မပူးတော့မပူးအောင်လို့တတိစာအားကြောင့်ဒီအစွတ်ပါတဲ့နော်ကလစ်လေးနဲ့ကျွန်တော်က line call အခုလှုပ်ထားရမယ်နော်ဒီ electronic circuit ရောပြောပြပြနေမိတ်ဆွေများအတွက်နော်အဲ့တော့ကျွန်တော်တို့က voltage တစ်ချက်တိုင်းမယ် ော်ဘိုရီတစ်ချက်တိုင်းကြည့်မယ်အော်အော်တော့လုံနေရပဲဗျာသိလားအော်အော်တော့လုံနေရပဲเนาะအဲ့တော့ကျွန်တော်တို့ကဒီကတော့ကွန်ထရိုလာဘန်ကိုလိုက်ရတော့မယ်ပေါ့ဗျာเนาะလောဆယ်ကျွန်တော်တို့လဲလိုက်တဲ့5ဘို့ကဘို့လို့ဒါဆိုရင်ဒီကောင်က5ဘို့ငြိမ်သွားပြီเนาะ5ဘို့ငြိမ်သွားပြီเนาะ4.99ဆိုတော့เนาะ98ဟိုဒါပြည့်တယ်ပေါ့เนาะ5ဘို့ပြည့်သွားပြီ ဖက်ဖို့ငြိမ်သွားပြီဖက်ဖို့ငြိမ်သွားပြီဆိုတော့ကျွန်တော်တို့ကဒီကောင်ကိုဒီမှာတွေ့လားခိုင်းလို့မရနော်ဒီမှာခိုင်းကြည့်ခိုင်းလို့မရနော်ခိုင်းလို့မရဆိုတော့ဒီ controller ဘိုင်းကိုကျွန်တော်တို့ကကိုထိုလာဘိုင်းအောင်ပြတ်တာပဲဖြစ်ဖို့များပါပြီเนาะကိုထိုလာဘိုင်းကိုရှားနိုင်သေးကျွန်တော်တို့ကလိုက်ပြင်ကြည့်ရမှာပါဗျာเนาะဒီမှာမီးလည်းအမှန်မပြအောင်တွေ့လားเนาะမီးလည်းအမှန်မပြအောင် မကွန်ထရိုလာဘိုင်းကိုလာတဲ့ဒီမှာဒီကပက်စီတာမှာတိုင်းကျင်ရင်လည်းခုနက5ဖို့ကရောက်နေရမယ်နော်ခုနကကျွန်တော်ဒီမှာလေဒီက5ဖို့ကရောက်နေရမယ်နော်နော်ဒီက5ဖို့ကလည်းရောက်နေရမယ်ဒါပေမဲ့အလုံးမလုံဘူးဆိုတဲ့ကောက4.9နော်4.9ဆိုတော့ဒါခလုံးနဲ့နေဒီမှာဖတ်တော့အလုံးမလုံတော့နော်အဲ့ဒီကောက်သူကွန်ထရိုလာဘိုင်းမှာပြည့်ချက်ရှိရဆိုတော့ကျွန်တော်ကတိတော့တိသွားနော်နော်5ဖို့ကတော့ရောက်နေပါမယ်တိုင်းကြည့်လိုက်တွေ့မယ် เนาะ number 5 bot 4.995 bot เนาะဟုတ်ပြီအဲ့တော့တေချာဝါကြီး controller ဘန်းကိုပဲ light စစ်ကြည့်ရအောင်เนาะ controller ဘန်းကို light စစ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုကျွန်တော်တို့ကသိကြမှာဒီ CPU ကနေပြီးတော့သူကတဆင့်သွားမှာလေเนาะဒီ CPU ကနေတဆင့်သွားမှာအဲ့တော့ဒီ CPU ဘန်းလေးမှာကျွန်တော်တို့တစ်ချက်ကြည့်မယ် C လေးတွေ short ဖြစ်နေလားเนาะ C လေးတွေ short ဖြစ်နေလား R လေးတွေတန်ဖိုးပြောင်းနေလားအဲ့ဒါတစ်ချက်စစ်ကြမယ်เนาะ ဲ့တော့ကျွန်တော်တို့ကနော်လောကလောဆယ်မှာသူကဘာပြချက်တွေ့ရလဲဆိုတော့ဒီ display ကတ်ကိုတစ်ချက်ကျွန်တော်ဖြုတ်ပြီးရဲ့ဆိုတီကြဖြုတ်လိုက်တာပေါ့နော် socket ဖြုတ်လိုက်ဒီ socket ကိုဖြုတ်လိုက်ဒီ socket ကိုဖြုတ်လိုက်ဖြုတ်ပြီးရဲ့ဆိုကျွန်တော်တီကြမျက်မြင်စစ်ကြည့်တဲ့အခါကျတော့ဒီကောင်လေးတွေ short မတွေ့ရအောင်နော် short ဆိုတော့ short တိုင်းတာကကျွန်တော်ကဟိုမီတာကို basal screen မှာထားလိုက်တယ်နော်နော်ကျွန်တော်အတန်ဘီ screen မှာထားလိုက်တယ်မီတာကိုနော်အတန်ဘီ screen မှာထားပြီးတော့ကျွန်တော်တို့ ီလိုတန်းရတာပေါ့နော်ဒီဒီ capacitor လေးကိုကျွန်တော်ကဒီလိုတန်းရတာနော်ခွက်ခွက်ပြီးတော့တန်းမယ်နော်ခွက်ခွက်ပြီးတန်းမယ်ပြရအောင်ပေါ့ဗျာနော်မပြရအောင်နော်ဒီ capacitor လေးဒါ SMD capacitor လေးအဲမပြရအောင်ပြီးတော့ကျွန်တော်ဒီမှာဘာရှိအောင်လဲဆိုတော့ကျွန်တော်တန်းစရာတန်းလို့ထွာလို့ရမှာဒီ CPU ကိုတော့ကျွန်တော်ကသွားပြီးတော့တန်းလို့မရတော့နော် CPU ဆိုတာကအแทမှာသူကနော်ကျွန်တော်တို့ circuit circuit မျိုးစုံပါတယ်နော် CPU ဆိုတာအแทမှာ ဲ့တော့ကျွန်တော်တို့ကဒီမှာ resistor လေးတိုင်းလိုက်ရမယ်ဒီ resistor လေးကဒါ103103ဆိုတော့เนาะ103ဆိုတော့ကျွန်တော်တို့က103 103ဆိုတော့เนาะ10ပေါ့ဗျာ10ရဲ့အနောက်မှာ3ဟာဟို3 3လုံးထပ်ဖြည့်ရမယ်ဆိုတော့1000ပေါ့เนาะ1000ဆိုတော့ကျွန်တော်တို့တန်း K ပေါ့เนาะတန်းကီလိုအုံရှိရမယ်เนาะဒီကောင်လေးတိုင်းကြည့်မယ်ဆိုရင်အဲ့မှာကျွန်တော်ဒီမှာတိုင်းပြမယ်เนาะဒီမှာသူဘယ်လောက်ပြမလဲเนาะတန်းကီလိုအုံဆိုတော့ဒီမှာ on scale မှာထားလိုက်မယ် เนาะကျွန်တော်တို့ကဒီမှာဘယ်လောက်ပြမလဲဆို1.9ပြတယ်เนาะ1.9เนาะဒီ 10k resistor လေးကိုကျွန်တော် SMD resistor လေးကိုတိုင်းလိုက်တာ 1.9k ပြမမှန်သူကသူကအမမှန်သူက1000အုံးဆိုတော့သူက 10k ပေါ့เนาะ 10k ပြရမှာเนาะသူက 1.9k ပဲပြเนาะ 2k ဝင်ကျင်ပဲပြအဲ့တော့အဲ့ကောင် တလုံးကိုကျွန်တော်တို့ကဖြုတ်ဖြုတ်ပြီးတော့တစ်ခါထပ်တိုင်းရအောင်။ဆာကစ်ဘောမှာတိုင်းတာကတိတ်ပြီးတော့မတည်ကြဘူးเนาะ။ဘာလို့ဆိုတော့သူသူ့ရဲ့ပလန်းတစ်ခုကဒါပေမဲ့ဒီဆာကစ်ပေါ်ကပလန်းနေနဲ့အခြားပလန်းနေနဲ့လည်းသူကဆက်နွယ်မှုဆက်သွယ်မှုရှိထားတာပေါ့เนาะ။အဲအဲ့တော့ကျွန်တော်တို့အိုက်ကောင်ကိုဖြုတ်တိုင်းရမယ်เนาะ။ဒီမှာဒီကောင်လည်းဖြုတ်တိုင်းမယ်။เนาะဒီကောင်လည်းတိုင်းကြည့်ဒီကောင်လည်းတရသုံးမယ်เนาะ။ဒီကောင်လည်းတရသုံးမယ်။တရသုံးလည်းဒီကောင်လည်းတန်းတန်းကြည့်တော့ဘယ်လောက်ရှိမလဲ။ဟော 4.2k ဆိုတော့သူ့ရဲ့အုံတန်မိုးတွေက မှားနေနော်သူရဲ့အုံတန်ဘူးတွေကမှားနေရှစ်တင်ရှိတဲ့အုံတန်ဘူးတွေမှားနေနှလုံးစလုံးနော်အဲ့ resistor ရဲ့နှလုံးကိုကျွန်တော်အရင်ဆုံးဖြုတ်ပြီးတိုင်ရနော်ဟုတ်ပြီနော်အာ control ဘိုင်းကိုကျွန်တော်တို့တိုင်လို့ရမယ်ပြုတ်ပြင်လို့ရမယ်အပိုင်းတွေကိုကျွန်တော်ရှင်းပြတာနော်အားဆိုရင်ကျွန်တော်လောဆယ်ဒီနှလုံးကိုဖြုတ်တိုင်မယ်လောလောဆယ်ကျွန်တော်တို့ဒီ control ဘိုင်းဆိုတော့ control ဘိုင်းအလုပ်လုပ်တာဒီ CPU ပါမယ်လေနော်ဒီမှာ control clock ဒီကနေ control လောက်မှာဘောနော်ဒီ CPU ပါမယ် ဒီကောင်လဲစာကက်တစ်ခုပဲเนาะဒီကောင်လဲကျွန်တော်တို့တိုင်းလို့မရဘူးเนาะဒီကောင်ကဒီကောင်ကလည်းကျွန်တော်တို့ဒါပြောမယ်ဆိုလို့ချင်းဒီမှာသူ့ရဲ့ plan လေးတွေကဘယ်လိုသွားတာလဲဆိုတော့ကျွန်တော်ကြည့်မယ်ဆိုလို့ချင်းဒီမှာเนาะခုနကဒီ capacitor လေးတွေ့တာဒီ capacitor လေးနဲ့เนาะသူ detail သွားတာเนาะဒီကကျွန်တော်တို့နှိမ့်လိုက်နှိမ့်လိုက်တဲ့ switch ကို switch ကိုဘယ် switch နှိမ့်လိုက်လဲဆိုတော့သူကအုံခံပြီးတော့ဒီ CPU ကိုသူက input ပေးတာเนาะ input ပေးရเนาะအဲအဲ့တော့ကျွန်တော်တို့ကဒီ switch ကလေးတွေလည်းတိုင်းရမယ်ပေါ့ဗျာကောင်းမကောင်းလောလောဆယ်ရတော့ဒီ switch တွေမတိုင်းခင်မှာ ကျွန်တော်တို့ကပါလဲဒီဒီကောင်းတဲ့အရင်တိုင်းတာเนาะဒီ capacitor လေးတွေအရင်တိုင်းတယ်เนาะအဲ sorry ဒီ resistor လေးတွေ SMD resistor နှလုံးเนาะစာကိတ်ပေါ်မှာတိုင်းတာအုံတံမိုးလွှဲမနေရဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအခုအိုက်ကောင်လေးကိုထုတ်တိုင်းတယ်เนาะထိတ်ခဲကျွေးဒီဘက်ထိတ်ခဲကျွေးပြီးဆိုတဖက်ကနေပြီးတော့ကျွန်တော်ခဲကောက်လေးနဲ့ခဲကျွေးပြီးဆိုအပူပေးပြီးဆိုခွာထုတ်လိုက်တာပေါ့ဗျာ ါထုတ်လိုက်တာအဲနော်ဒီမှာဒီမှာဒါမျိုးလေးတစ်ဖက်လွတ်သွားပြီဆိုရင်လည်းကျွန်တော်တိုင်းလို့ရတယ်နော်လုံးလုံးကြွမှာမဟုတ်ဘူးနော်အဲဆိုကျွန်တော်တို့ဒီမှာနှလုံးစလုံးဒီမှာဒီလိုလေးရေနော်ဒီကောင်းတော့ကြွသွားရယ်နော်ဒီကောင်းလည်းတိုင်းကြည့်မယ်နော်ဒီကောင်းကိုတိုင်းကြည့်မယ်ဒီကောင်းလည်းကြွသွားရင်တိုင်းလို့ရမယ်နော်အဲနှလုံးစလုံးတိုင်းကြည့်မယ်နော်ဒီမှာ103 resistor ရေးနှလုံးမိတ်ဆွေတို့တွေ့ရမယ်နော် တည်တည်လေးနော်ကျွန်တော်ကင်မရာဆွဲပြလာတာဇုံးဆွဲပြလာတာနော်အဲ့မှာကျွန်တော်တစ်ချက်ပြောလိုတာကကျွန်တော်တင်ပေးတဲ့ video file တွေမှာတချို့တွေကနော်မရှင်းလင်းဘူးထင်တဲ့နေရာတွေမှာအဲ့လိုလေးဆွဲကြည့်နော်ဇုံးလေးဆွဲကြည့်ဒီမှာတွေ့လားနော်ဖြုတ်တိုင်းလိုက်တော့ဒီမှာတန်းကီအတိအကျပြရတယ်တွေ့လားနော်တန်းကီတန်းကီလိုအောင်နော်အတိအကျပြရတယ်အဲအဲ့ဒါကြောင့်မို့ကျွန်တော်စာကိတ်ပုံမှာလည်းတန်းရမယ်စာကိတ်ပုံမှာတန်းပြီးဆိုကျွန်တော်ပုံသေးကားချက်သတ်မှတ်လို့မရဘူးပြန်ပြီးဆိုကျွန်တော်တို့နော်စာကိတ်ကနေပြီးတော့ပလန်းတွေခွာပြီးဆိုကျွန်တော်အပြင်မှာလည်းတန်းရမယ်နော် အဲဒါဆိုတန်းကေနော်ဒါဆိုနှလုံးစလုံးကောင်းတယ်နော်နှလုံးစလုံးကောင်းတယ်ဟုတ်ပြီအဲ့ဒါမျိုးအဲ့ဒါမျိုးကျွန်တော်တို့ကထုတ်တန်းရမယ်နော်အော်အပြင်းထုလို့မရဘူးကြာနော်ပုံမလင်းလင်းပြောရမယ်ဆိုအပြင်းထုလို့မရဘူးကျွန်တော်တို့ကထုတ်တန်းရမယ်ထုတ်တန်းမှာကျွန်တော်တို့ကကွန်ပိုနန့်ပစ္စည်းတစ်ခုကထုတ်တန်းမှာကျွန်တော်တို့ကအတိအကျသိတယ်ကောင်းမကောင်းဆိုတာနော်ဒီ circuit ပေါ်မှာမဖြုတ်ဘဲနဲ့တိုင်းတာကဒါခံမှန်းချက်နော်ကြမ်းမြင့်ခံမှန်းချက်အနေနဲ့ပဲရမယ်နော် ျွန်တော်အားတစ်ခုတိကြရမယ်။ဟောပြန်တက်တဲ့အခါမှာလည်းကျွန်တော်တို့ကဒီလိုဇာကနာလေးနဲ့နော်ခဲလေးပတ်သူ့ရဲ့ပလန်အဟောင်းမှာခဲလေးတွေခြားခြားပြီးတော့ဇာကနာလေးနဲ့နော်တေချာမိမိရရလေးနော်အိုင်ပြီးရဆိုကျွန်တော်တို့တက်ကြရပါနော်။ဒါဆိုကျွန်တော်ပြန်တက်ပြီးပါရနော်။အဲဇာကနာလေးတွေကလည်းဒီလိုဇာကနာကောင်းကောင်းလေးတွေနော်ဒီလိုဇာကနာကောင်းကောင်းလေးတွေကျွန်တော်တို့ဝယ်ဝယ်လို့ရပါရနော်။ စစ်ပစ္စည်းဆိုင်နေပါလေ။ဟောဒီလိုဇာကနာကောင်းကောင်းလေးတွေဒါနဲ့ online မှာလည်းကျွန်တော်ရောင်းတဲ့ page တွေရှိပါတယ်เนาะ။ကျွန်တော်တို့เนาะ Facebook ကနေပဲ share share ကျွန်တော်တို့များသောအားဖြင့် Facebook ကနေ share ကြည့်ပေါ့ဗျာเนาะ။အာဒါဒါမျိုးဇာကနာလေးတွေเนาะ။ဒါဒါအဖြောင်းဇာကနာအဖြောင်းဟောကျွန်တော်တို့လိုအပ်တဲ့ tool လေးတွေပေါ့เนาะ။လိုအပ်တဲ့ tool လေးတွေအဲ့လိုရှိမယ်။အော်ဒါဆိုဇာကနာအဖြောက်နော်ဇာကနာအကောက်ရှိပြီနော် fake အကောက်လေးအကောက်တစ်ချောင်းအချောက်တစ်ချောင်းအဲအဲ့ဒါလေးတွေလည်းကျွန်တော်တို့လက်နက်ကရိယာ2တွေထဲမှာပါမယ်ပေါ့နော်ဆောင်းနှားရမယ်နော်နောက်ဒါဆိုအကောက်နော်ဒါဆိုအကောက်သူကပစ္စည်းတစ်ခုခုကိုကျွန်တော်တို့နော်ပစ္စည်းတစ်ခုခုကိုကျွန်တော်ညှက်ပြီးရဆိုကျွန်တော်ဒီကောင်လေးနဲ့ကလစ်လေးနဲ့ကျွန်တော်တို့ကနော်လော့ချတာလို့ရတယ်နော်ဟိုမှာနော်ကလစ်လေးပါတယ်ဒါဆိုလော့ချတာ နော်အဲဒီလိုညှက်လိုက်မယ်ညှက်ပြီးတော့ကျွန်တော်ဒီကောင်လေးလော့ချရတာနော်အဲအဲ့လိုပေါ့ဗျာနော်ပစ္စည်းမြဲအောင်ဟောပြီးတော့သူက stainless steel ဆိုတဲ့အကြောင်းမလို့သူကတန်ကြီးပါညာမကိုက်ဘူးတန်ကြီးပါညာကိုက်မှာမပူအောင်နော်အဲ့ဒါလေးလိုပါမယ်နော်အဲ့တော့နောက်တစ်ဆင့်ကျွန်တော်ကပါလောက်အောင်မယ်ဆိုတော့မြင်းမြင်းတိုင်းလို့ရတာလေးတွေအားရောကျွန်တော်တို့တိုင်းကြည့်ပြရပါတော့နော်အဲ့မဲ့ကျွန်တော်က ။ဘာလောက်ကြည့်လို့ရအောင်လဲဆိုတော့ DCPU လေးကိုကျွန်တော်ခဲပြန်ကြွေးကြည့်မယ်နော်။ဟောဒါတော့ကျွန်တော်ဇွန်ဆွဲပြတာနော်။ကြည့်လို့ကောင်းအောင်။ဒီကောင်လေးတွေဒီကောင်လေးတွေကျွန်တော်ကမျက်စိနဲ့ကြည့်တာတော့မျက်စိအမြင်နဲ့ကြည့်တာတော့မလုပ်ဘူးပေါ့ဗျာနော်။ဒါပေမဲ့ကျွန်တော်ကဒါပြောလို့မရဘူးလေနော်။ကပလန်းလေးရင်းနဲ့ဒီခြေချောင်းလေးတွေကနေအဝင်အထွက်ဒီ display ဘက်ကိုသွားတာ เนาะသူက display ရလဲပုံမှန်မှာပြနိုင်ဆိုတော့သူ့ရဲ့ input output တွေเนาะ join join ဖြစ်နေလာเนาะအဲအဲ့ဒါကိုကျွန်တော်တို့ကเนาะကျွန်တော်တို့ကခက်ပြန်လိုက်ပြင်မှာခက်ပြန်လိုက်ပြင်မှာဆိုတာကခက်ပြန်လိုက်ပြင်မှာဆိုရတဲ့မှာကျွန်တော်ထင်းဥစီပေါ်ပေါ်လေးတောင်းအောင်เนาะထင်းဥစီလေးဆွတ်လိုက်เนาะခက်ပြန်ကျွေးမှာဆိုတော့ထင်းဥစီလေးဆွတ်လိုက်เนาะကျွန်တော်ကခက်အများကြီးမလုံးเนาะသူရှိပြီးသားခက်ကိုပဲကျွန်တော်ကဒါပြောမှာဆိုရင်ပြန်လိုက်တဲ့သဘောပဲเนาะ ဟာခဲကောက်အဖျားလေးနဲ့ပဲအဖျားချွန်တဲ့ကောင်နဲ့မှအဆင်ပြေမှာနော်အဲကောင်လေးနဲ့ပဲကျွန်တော်တို့ကဒီကောင်ကိုပလန်တစ်ခုကျင်းစီကိုကျွန်တော်တို့ကနော်ဆွဲပေးတာပေါ့ဗျာအပူပေးရဲဆွဲပေးတယ်နော်အဲ့ဒါအားလေးလုတ်ပေးရမယ်စိတ်တော့ရှည်ရတယ်ဗျာ เนาะဒါဆိုဒီတစ်ဖက်ပြီးွားရင်เนาะဒီဖက်ပြီးွားရေဟိုကပလန်းတွေမပူအောင်လာကယူဆက်ရတယ်ဗျ မပူเนาะနောက်နေမပူပြင်တီပြအဲ့လိုပေါ့ဗျာเนาะတစ်ဖက်ပြီးတစ်ဖက်အဲ့လိုလေးလှုပ်ပြရခဲထက်ပြီးတော့ဒီခဲကောက်ကိုတို့เสียမလုံเนาะထင်းဥစီလေးနဲ့ဘာလို့ခဲလုံးသွားလို့ရှင်ခဲတအားများသွားလို့ရှင်အကျွေးများသွားလို့ရှင်လဲသူကပလန်းနေပူးသွားနိုင်တယ်เนาะအဲ့ကြောင့်ကျွန်တော်သတိထားပြီးတော့ပြန်ရှင်းပြရအောင်အလုတ်ပို့သွားတာပါเนาะ เนาะအဲ့ဒါဆိုလို့ရှိရင်ဒီကောင်ကဘာဖြစ်လဲเนาะကြာเนาะအဆင်ပြေရเนาะ and not a part ခဲကောအဖျားလေးနဲ့ပဲเนาะအဖျားချွန်တဲ့ကောင်မှအဆင်ပြေမှာเนาะကျွန်တော်ဒီခဲကောက်လေးတွေဆိုလဲအဆင်ပြေတယ်တိလားဒီခဲကောက်လေးတွေအဆင်ပြေတယ်ဒါဒါကျွန်တော် ခလုတ်သူ့ပါတယ်เนาะအတိုးလျှော့ခလုတ်ပါတယ်เนาะသူကပူချင်အတိုးလျှော့ခလုတ်ပါတယ်အဲ့ဒါလေးပြုတ်သွားလို့ကျွန်တော်ဒီမှာမီတိန်နဲ့ပတ်ပြီးတော့ကျွန်တော်ဓာတ်ရိုက်သုံးနေရတာပေါ့เนาะဓာတ်ရိုက်သုံးတာเนาะသူကဒီဂန်တက်လေးတွေဆိုတာလဲအပူပါတယ်เนาะဂန်တက်လေးတွေအပူပါတယ်ဂန်တက်လေးအပူပါတယ်သူကဟိုကျွန်တော်တို့အပြားလဲပါတယ်เนาะစူပြားပုံစံမျိုးလဲအပြားလဲပါတယ်သူကဒီလို အချွန်လဲပါမယ်เนาะအဲ့ဒါလေးဂန်တက်လေးတွေကလဲအပူဝယ်လို့ရတယ်เนาะ ကယ်လို့ကျွန်တော်ဂန်တက်ကတုံးနေတဲ့ဆော်လို့မကောင်းဘူးကျူးလို့မကောင်းဘူးဆိုတော့ကျွန်တော်အဲ့ဒါလေးတွေကစပယ်ဝယ်လို့ရပါတယ်เนาะနောက်ပိုင်းじゃကျွန်တော်အဲ့ပစ္စည်းတွေပါတယ်เนาะဆက်ဆက်ပစ္စည်းတွေပါတယ်အပူပစ္စည်းတွေပါဝယ်လို့ရတဲ့ဆိုင်တွေပါနေလဲကျွန်တော်ချိတ်ပေးမယ်เนาะကျွန်တော်ရဲ့သင်တန်းသားတွေဘာမှမပူပါဘူးเนาะအပူပစ္စည်းပဲဆိုင်မှာပဲဆိုင်မှာဝယ်လို့ရတဲ့အဆင်ပြေတယ်ဆိုတော့เนาะ ော့ကျွန်တော်ကြည့်လိုက်မယ်ဟောဒီဘက်တစ်ဖက်အဲနော်ဒီဘက်တစ်ဖက်ပဲကျန်တော့သုံးဘက်ပြီးသွားပြီနော်

गथ' बाइमा पिक्चार सियो